မက်ဆီကိုစားတွေ့တွေ့ခြင်းမှာပဲမာရာဒိုနာလက်သစ်လေးဒီနေ့မှာကမ္ဘာကောင်းဆုံးဖြစ်လာမယ်လို့မှတ်ချက်ပေးခဲ့ဘူးတဲ့ရောဘတ်တိုကာလို့စ်ပရိသတ်များလုံးမဲ့မင်္ဂလာပါများရက်ဒီဗက်တန်ဒီကတင်ဆက်နေပါရီရီယယ်မက်ဒရစ်နဲ့ဘရာဇီးကနေနောက်ခံလို့ရောဘတ်တိုကာလို့စ်ကမက်ဆီကိုရင်ဆိုင်ခဲ့ရခြင်းမှာကြုံတွေ့ခဲ့ရတဲ့သူ့ရဲ့အမြင်သူ့ရဲ့ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ထုတ်ဖော်ပြောဆိုလာခဲ့ပါရီဒီကြောင့်နဲ့ပတ်သက်ပြီးတော့ကာလို့စ်ကမက်ဆီကကျွန်တော်နဲ့ကန်ဗာနာရိုတို့ကိုပါကြောဖြတ်ပြီးတော့ဘောလုံးကိုဆွဲပြေးသွားတဲ့အခါပွဲပြီးတော့ကျွန်တော်ကန်ဗာနာရိုဘက်လှည့်ပြီးတော့ဖျားရည်ဒီကောင်လေးကဘာလို့လဲ သူကမာရာဒိုနာလက်တည်ပဲလို့ပြောခဲ့ရတယ်။ကျွန်တော်ကံကောင်းပါတယ်။အနာယူကိုအချိန်သိပ်မကြံတော့ပါဘူး။နောက်လာမယ့်နောက်ခံမျိုးဆက်တွေကသူ့ကိုဘလို့ရင်ဆိုင်နိုင်ကြမလဲ။သူတို့တကယ်ဒုက္ခရောက်ကြလိမ့်မယ်။သူကဒီနေ့မှကမ္ဘာအကောင်းဆုံးကစားမဖြစ်လာမယ်။အနာကမှာအရာအလုံးကိုအနိုင်ရလိမ့်မယ်ဆိုတာကျွန်တော်သိခဲ့ပါတယ်။သူ့ကိုပြိုင်မဲ့ဖြစ်ကစားခဲ့ရတာထက်သူ့ရဲ့ကစားပုံကိုပိုကြည့်ခွင့်ရလို့ကျွန်တော်ပြောပါတယ်လို့ပြောဆိုသွားခဲ့ပါတယ်။ကာလို့စ်ရဲ့ဒီပြောစကားလေးကမက်ဆီရဲ့ထူးချွန်မှုကိုအကောင်းဆုံးတက်တည်ထူလိုက်တာပါပဲ။ကမ္ဘာအကောင်းဆုံးနောက်ခံလူတွေကတယောက်ဖြစ်တဲ့ကာလို့စ်ကိုယ်တိုင်မက်ဆီရဲ့စွမ်းရည်ကိုအတိမတ်ပြုခဲ့တာက မက်ဆီဘလောက်တောင်မှထူးချွန်တယ်လဲဆိုတာပြတ်တာနေပါလိမ့်မက်ဆီမှာတခြားကစားမိုက်နဲ့မတူညီတဲ့ထူးချွန်မှုတွေအများကြီးရှိပါတယ်မက်ဆီဟာမွေးရပါဘောလုံးပါမီရှင်တယောက်ဖြစ်ပါတယ်သူ့မှာဘောလုံးနဲ့ပတ်သက်တဲ့ထူးချွန်မှုတွေတဘာဝကလေးကရှိနေကြတာပါဘာကြောင့်တဘာဝပါရမီလို့ပြောရတာလဲဘောလုံးကိုတဘာဝလျောက်ထင်းချုံနိုင်မှုဘောလုံးနဲ့ပတ်သက်တဲ့ view တွေကိုတဘာဝလျောက်နားလည်မှုဘောလုံးခံရတာကိုတဘာဝလျောက်ခံစားနိုင်မှုစတဲ့ချက်တွေကိုမက်ဆီကပိုင်ဆိုင်ထားတာကြောင့်အခုလိုတဘာဝပါရမီလို့ပြောဆိုခြင်းဖြစ်ပါတယ် နောက်ပြီးဘောလုံးကစားတဲ့အချိန်မှာမက်ဆီရဲ့ခြေလှမ်းတွေကအယံမြန်ဆန်ပါလိမ့်။သူဟာပြန်ပြန်ကစားမတွေကိုလွယ်တကူဖြတ်ကျော်နိုင်ပါလိမ့်။ဘာကြောင့်ခြေလှမ်းတွေလိုမြန်ဆန်နေရလဲ။သူ့ရဲ့ခနာကိုဖွဲ့စည်းပုံ၊သူ့ခြေလှမ်းတွေရဲ့ထူးခြားမှု၊သူ့ရဲ့ဟန်ချက်ညီမှုစတဲ့အချက်တွေကြောင့်ဖြစ်မယ်လို့ယူဆမိပါလိမ့်။နောက်ချက်ကတော့မက်ဆီကဘောလုံးကိုအားအသင့်စရာကောင်းလောက်အောင်ကောင်းကောင်းကင်တွင်နိုင်ပါလိမ့်။ဘောလုံးကင်တွင်နိုင်မှုရဲ့ရေးပါတဲ့ချက်ကပြိုင်ဘက်တွေကိုကျော်ဖြတ်နိုင်မှု၊ဂိုးသွင်းခွင်လန်းတွေဖန်တီးနိုင်မှု၊အသင်းပေါ်တွေကိုကူညီပေးနိုင်မှုစတဲ့အချက်တွေပဲဖြစ်ပါလိမ့်။ အဲဒါကြောင့်လည်းကားလော့စ်ကသူဟာဒီနေ့မှကမ္ဘာအကောင်းဆုံးကစားမဖြစ်လာမယ်လို့ပြောခဲ့တာဖြစ်မယ်ဒီမှာ။ဒီစကားအမှန်ကန်တဲ့မြင်နေရှိရဆိုတာပြသပါရီမက်ဆီအားတကယ်ပဲကမ္ဘာအကောင်းဆုံးကစားမဖြစ်လာခဲ့ပါရီမက်ဆီကမ္ဘာအကောင်းဆုံးကစားမဖြစ်လာဖို့ဘာရီကကူညီခဲ့တာလေ။နံပါတ်1ဂျိုးစာအထုံးမှုမက်ဆီဟာသူ့ရဲ့တဘောပါရမီကိုအားကိုးပြီးမနေခဲ့ပါဘူး။သူဟာအမြဲတမ်းပဲဂျိုးစာအထုံးမှုရှိခဲ့ပါရီ။နံပါတ်2စင်ဆာမပြတ်တည်မှုမက်ဆီကအမြဲတမ်းသူ့ရဲ့ကစားပုံကိုမြင့်တင်ဖို့ဂျိုးစာခဲ့ပါရီ။သူဟာသူ့ရဲ့အားနည်းချက်တွေကိုဖြည့်ရှင်းဖို့ဂျိုးစာခဲ့ပါရီ။ နံပါတ်3စိတ်သက်ခိုင်မာမှုမက်ဆီကသူ့ရဲ့ကစားမဘွားမှာစိန်ခေါ်မှုတွေအများကြီးကြုံခဲ့ရပါတယ်။ဒါပေမဲ့သူကဒီစိန်ခေါ်မှုတွေကိုစိတ်သက်ခိုင်မာမှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။မက်ဆီဟာဘောလုံးလောကမှာကြီးမားတဲ့တရားမှုရှိခဲ့ပါတယ်။မက်ဆီရဲ့ကစားပုံကဘောလုံးကစားပုံကိုပြောင်းလဲစေခဲ့ပါတယ်။မက်ဆီကလူငယ်ဘောလုံးကစားမားတွေအတွက်စံနမူနာဖြစ်လာပါတယ်။မက်ဆီကဘောလုံးရဲ့အစဉ်တန်းကိုမြင့်တင်ပေးနိုင်ခဲ့တဲ့ဆိုတော့ဘောလုံးလောကပေါ်မှာတရားမှုကြီးကြီးမားမားရှိခဲ့ပါတယ်။နောက်ပြီးတော့မက်ဆီကလူငယ်တွေအတွက်စံနမူနာဖြစ်လာပါတယ်။မက်ဆီဟာလူမှုရေးလှုပ်တွေမှာပါဝင်ခဲ့တဲ့ မက်ဆီကသူ့ရဲ့အောင်မြင်မှုတွေကိုကျေးဇူးတင်တတ်တယ်ဆိုရဲလို့မှုအတိုင်းဝိုင်းပေါ်တရားမှုတွေလည်းအများရှိခဲ့ပါတယ်။မက်ဆီဟာကမ္ဘာကောင်းစားမှာဖြစ်ုံသာမကပဲနဲ့ကမ္ဘာကျင်နာမှုရှိဆုံးလူသားတစ်ယောက်လည်းဖြစ်ပါတယ်။သူ့ရဲ့ထူးချွန်မှုတွေစေနာတွေကသူ့ကိုကမ္ဘာကောင်းစားမှာဖြစ်ရည်တည်စေခဲ့တဲ့အကြောင်းရင်းတွေပါပဲ။မက်ဆီရဲ့ဇလန်းဟာဘောလုံးချစ်သူတိုင်းအတွက်ဆန္ဒမူနာယူစရာဇလန်းတစ်ခုဖြစ်ခဲ့ပါတယ်။ရဲ့ထူးချွန်မှုတွေစေနာတွေကကျွန်တော်တို့အားလုံးအတွက်သင်ခန်းစာယူစရာကောင်းတဲ့အရာတွေပဲလို့ဆိုလိုက်ပါရစေခင်ဗျ။ဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရစေခင်ဗျ။